ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဓာရေးဆရာဆရာကြီးမင်းသိန်းခအီစာပလင်လင်းမောင်နဲ့ Professor Dr. စိတ်ဖွားဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းကိုနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ညာပိုင်းသို့ရောက်သည့်အခါ၌တစ်တာသည်စိတ်ဝါနီသို့ရောက်လာပြီလင်ဆရာစိတ်ဝါကြီးတိမလို့နော်ဟုပြောဆိုရေမောလေဘယ်နဲ့ဓမ္မတယောက်ကတော်တော်လက်ဖြောင်းနေကွာငါရဲ့နေရနာကနေကြီးစံကဟွီကနေဟွီကနေနေတာပဲမောင်လိုင်းကတော့ငါတို့ဘုံမှာတော်တော်ကိုပဲစိတ်ကောင်းထားပုံရတယ်ဟုစိတ်ဝါကပါရေစရာပြောလိုက်သည့်အချိန်၌မိုးသည်လည်းဘုံအောင် နေရာအုံမင်ပေါ်မှဆင်း၍လာလေ၏ ီကောင်တွေတော့ရွက်လွန်သွားကြပြီဗျာဟုမိုဒီကပြောလေမိုဒီဒီမောင်မီအိတ်တွင်းမှစီကရက်ကိုထုတ်၍မိငင်လိုက်ပြီးနောက်မောင်နှင်းကမြစပယ်ကိုအတင်းဆွဲသွားတာဗျာကောင်းပါလေတနာစရာဗျာဘာပဲဖြစ်ဖြစ်လေယရနာတွေတူးလို့ရသွားရင်လေသူတို့နှစ်ယောက်သိမြတ်သွားမှာပါယရနာတွေတော့ရမှာမဟုတ်ဘူးဗျာသူတို့နှစ်ယောက်သာသိမြတ်ချင်းသိမြတ်သွားမှာကျုပ်ပေးလိုက်တဲ့မြေပုံကအတူကြီးလေဟင်ပိုင်လိုက်လေဗျာဘယ်လိုစိတ်ကူးနေများအတူတခုလှုပ်ထားရတာလဲဗျာ မိုးဒီကတစ်တာကိုတအံတောပြန်မေးလိုက်ပြီကျုပ်ယရနာမြေပုံသွားယူရတာက15ရက်လောက်တောင်ကြာတယ်ဆိုတော့ဒီတော့တွင်မှာလူတွေဟာစိတ်ပြောင်းခြင်းပြောင်းသွားနိုင်တယ်ကိုဗျဒါကြောင့်လိုရမရာအတုတခုကျုပ်ဖန်တီးထားခဲ့တာပဲကိုမိုးဒီဟာမင်းဟာကတခုစိတ်ကူးပဲอืมဒီနေရာမှာတော့တခုစိတ်ကူးကသိပ်ပြီးအသုံးဝင်သွားပြီဟေးဟုတ်စိတ်ဝါက ပြောပြောဆိုဆိုအားရပါရ တာဟာဟာအဟိရေမောလိုက်သည်ဆိုလျင်သူတို့သုံးဦးရေတံများကကျွန်းတစ်ခုလုံးကိုဖုံးလန်းသွားလေတော့၏ထို့နောက်သူတို့သုံးဦးသည်သမောဆိုင်ခဲ့သောနေရာစီသို့ပြန်၍လျှောက်လာခဲ့ကြလေ၏ထိန်ထိန်သာလျက်ရှိသောလာမင်းကြီးနှင့်ပင်လယ်ပြင်သည်တမျိုးတပုံအပြင်လွန်ဆွေဖွဲရာကောင်းလာတော့၏ဆံမိုးသည်မြတ်တဲ့ကမမင်းဖြူနှင့်သိပ်ပြီးတူတာပဲနော်ဟူ၍တေတာက မိုးသည်အားပြောလိုက်ရာ မိုးသည်ကအေးဟုတ်တယ် မောင်နှမ်းကြီးကလည်းကိုဩရလိုပါပဲလားဟုတ်ရေစရာလှုပ်၍ပြောလိုက်လေမမင်းဖြူဆိုဒီမှာ တခါကမိုးဒီနဲ့တစ်တာတို့နှစ်ဦးအသက်ဆွင့်၍ကဲကဲရသောအငိမ့်မင်းသမီးကလေးဖြစ်၏ကိုဩရဆိုဒီမှာလည်းမိုးဒီကကဲကဲကဲရတော့လဲမိုးဒီအားအစိတ်ခတ်၍တက်ရန်ကြံစီခဲ့မှုသောလူဖြစ်၏နောက်ဆုံးကြတော့မမင်းဖြူနဲ့ကိုဩရတို့ညသွားကြတာပဲမဟုတ်လားဗျခုတစ်တာကပြောလိုက်ရာမိုးဒီကရေလေတော့၏ စိတ်ဝါကမူတလုံးတပါရမြဝင်ရောက်ပြောဆိုခြင်းမပြုပဲငြိမ်သက်စွာရှောက်လာရမှတိတာဘက်သို့လဲကငါရေးလေကျန်းကလူတွေကိုကူညီဖို့ကရုဏာထားဖို့မေတ္တာထားဖို့ကဒါပေမဲ့တကယ်ကတော့လူတွေဟာကူညီဖို့လည်းမကောင်းဘူးကလူဆိုတဲ့တရားဟာကောက်ကျစ်ဆင်းလဲတဲ့နေရာမှာဘယ်တရားနဲ့မှမတူဘူးကတော်ပြီအဲ့ဒီကျန်းကိုမရေးတော့ဘူး ုသောကသူဤလွယ်အိတ်အတွင်မှရေလက်စကျန်းစာအုပ်ကြီးအားပင်လေပြင်ဘက်သို့လွှဲ၍ပြစ်လိုက်လေတော့ဤထို့နောက်စိတ်ဖွာမိုးသည်နှင့်တစ်တာတို့သည်ပင်လေကန်းဆက်ရှိသဲတောင်ပြင်ပေါ်မှဖြတ်၍လျှောက်လာကြလေ၎င်းတို့တနတ်ဖြင့်အပြစ်ခံခဲ့ရသောနေရာသို့ရောက်လျင်တစ်တာကစိတ်ဖွာဤလက်ကိုရောမိုးသည်ဤလက်ကိုပါဆွဲ၍ရက်ကနားဆွန့်လိုက်လေစိတ်ဖွာနှင့်မိုးသည်တို့လည်းတစ်တာဤသို့နားဆွန့်ကြလေခြေတံလိုလိုကြရသည်ဖြင့်ကြရသောမျက်စိရောက်သွားကြလေ၏ ဟုံးမင်း၌ကျိုးဖြင့်ကပ်၍တုတ်ထားသောလူနှယောက်ကိုလာရောက်၌ခေါင်းစာမြင်တွေ့ရလေတော့ဤစေဝါတို့သည် ထိုသူနှုတ်ထံသို့ပြေးသွားကြရာအနီးသို့ရောက်လျင်အံအားသင်ကြလေတော့ဤဘယ်လိုလဲမောင်တန်း၏ငါတို့ကိုတနက်နဲ့ပြည်ပြည်ကျွန်းပေါ်မှာထားခဲ့ရမယ်ကြံခဲ့တာအခုတော့မင်းကိုယ်တိုင်ကျွန်းပေါ်မှာကြံခဲ့ပြီပေါ့ဟုတ်ရဲ့မော်လေးတစ်တာသည်ဂျိုးများဖြေးပေးပြီးနောက်မောင်တန်းအေးအေးပါကိုဖြန်းကနေရိုက်လိုက်လေဤ မိုးဒီကလည်းတခြားသူတယောက်ဤကျိုးများကိုဖြည့်ပေးလေ၏ထို့သူကညစပယ်ဖြစ်လေတော့၏မင်းစီကယရနာတွေရှိတဲ့ကျွင်းရဲ့အမြင်နဲ့အညွန့်အပြည့်စုံကိုငရဲတို့ကတိသွားပြီကိုမင်းကိုခေါ်ဖို့ဘယ်လိုတော့မလဲဟုစိတ်ွားကပြောလိုက်ရင်မောင်တန်းအေးကယရနာတွေရရင်ကျွန်တော်ကညစပယ်နဲ့လက်ထပ်မလို့ဟုစကားဆားလိုက်တဲ့နေ့တပိုင်းနဲ့ညစပယ်ကမောင်တန်းအေးဤပန်းကိုဖြန်းကနေရိုက်လိုက်ပြီးနောက်လူရုပ်မှာဟုပြောလိုက်လေ၏ မိုဒီကမောင်တန်းဟေးအားအပြစ်ပင်မတင်တော့ပဲအေးဆေးစွာထိုင်၍ဆဲလက်တောက်နေလေတော့ဤထို့နောက်ကစိတ်ဝါတို့သည်ထိုကျွင်းကလေး၌ပင်ဆက်လက်နေထိုင်ကြလေဤတိတ္တာကတစ်ပင်မတစ်ကောင်များကိုခွာ၍ကျိုးအဖြစ်ပြုလောက်ကပိုက်ကွင်ရဲ့၍ငါးခန်းလေဤမိုဒီကငါးများကိုတစုတ်ထိုး၍กินလေဤနေ့အခါများ၌မိုဒီသည်ကျွင်းပေါ်ရှိအသီနံများကိုလိုက်လံဆွေခုရလေဤကျွင်းဤအလေလောက်တွင်ရှိသောကြောက်ရွံ့မရေကိုစိတ်ဖွာကခတ်ယူရာမြဲဖြစ်လေဤမောင်တန်းဟေးမှမူ သပင်အောင်၌အိပ်၍နေရလေ၏ညစပယ်အနည်းသို့မကရဲတော့ချေတနေ့တ၌ထိုအကျွန်းနှင့်အတော်တန်လှမ်းသောနေရာလောက်စီမှသင်္ဘောတစီဖြတ်တန်းလာသည်ကိုတွေ့လျင်စိတ်ဝါသည်သူ၏အင်ကြီးကိုဖျက်ဆုပ်ကဒုံနှချောင်းဖြင့်အလံနှစ်ခုလှုပ်၍အမြင့်ဆုံးသပင်ဘောသို့တက်ကာအလံပြလေ၏သင်္ဘောစီမှလည်းမန္တချသည် နေအောင်တဲ့တွင်လက်ခနဲ့လက်ခနဲ့ဖြစ်၍နေလေ၏ထောကစိတ်ဖွားကဘာမှမပူနဲ့တော့ဗျို့သူတို့စီကလည်းပြန်ပြီးအချက်ပြနေတယ် စေဘွားအလံပြသည်ကို ကြည့်လျက်တစ်တာကဆရာစေဘွားအလံပြတာကတဲလေစနစ်ကြပါလားဟုအောက်မှနေ၍ချီးကျူးလေ၏စေဘွားကအလံပြမြဲပြ၍နေလေတော့၏ထို့နောက်အောက်သို့ငုံ၍ကုမိုသည်ရာဘာစည်းတွေတည်လာတဲ့သင်္ဘောပဲပြုသူကတော့ဒီကျွင်းကိုကတ်လို့မရဘူးလှိနဲ့လာပြီးကျုပ်တို့ကိုခေါ်လို့လည်းမဖြစ်နိုင်ဘူးဆိုပဲသူစီမှာတရားခံတွေပါနေတယ်ဆိုပါလားခုပြောလျက်စေဘွားသည်အလံကိုပြမြဲပြပြန်လေ၏ တော်တာပဲပြောကုမိုးသီးရေခမရရဲ့ဘလူးချိုင်းရင်ရွက်တင်မောကြီးလဲဒီတင်မောကဖန့်လာတယ်ဆိုပဲဟုတ်ပြောစောကစိတ်ဘွားဒီတစ်ပင်ပေါ်မှာဆင်းခဲ့လေတော့ဤဆရာစိတ်ဘွားဟိုကပြောတာဘယ်လိုသိတယ်လဲဗျဟုတ်တတာကမေလရာစိတ်ဘွားကမန်ကလေးလက်ခနဲဖြစ်သွားတာကအချက်ပြတာလေကွာရှည်ရှည်လက်တာနဲ့တူတူလက်တာနှစ်မျိုးရှိတယ်နေအောင်နဲ့လက်တာမဟုတ်ဘူးကွာမီလုံကလေးနဲ့လက်ပြနေတာအရှိတူနှစ်ခုနဲ့ ABCD 26လုံးပြည့်အောင်တီထွန်ထားတဲ့အချက်ပြနီးပေါ်ကွာ ခုရှင်းပြလေအဆန်းပါလားဗျာကျုပ်ကိုတိတိချာချာပြောပြစမ်းပါဒီနီးကကျုပ်တို့သခိုးတွေအဖို့အသုံးဝင်လိမ့်မယ်ဗျာခုတစ်တာကပြောလိုက်ရာအာလွန်ကဝိုင်း၍ရေမောကြလေအဲ့ဒါကို1884ခုနှစ်လောက်မှာဆမ်မြူရဲမော့ဆိုတဲ့လူကတီထွင်ခဲ့တာကွာအတန်နဲ့ပြရင်လည်းရတယ် DAH ဒါဆိုတဲ့အတန်ရှင်နဲ့ DIND ဒီအတန်တို့ကိုခွဲပြီးစီစဉ်ထားတာဖြစ်မယ်အတူကိုအဆက်နဲ့သဘောထားပြီးအရှိကိုမြင်းညောင်းနဲ့တင်ကြေတာပြုထားတယ် ဟုဇောကအောက်ပါတိုင်းရေးပြလေ၏စာအုပ်ထဲမှာတော့ဒီသင်္ကေတပေါ့နော် ABCD အင်္ဂလိပ်အက္ခရာတွေနဲ့ဒီသင်္ကေတတွေရေးထားတာပါရှိပါတယ်ခင်ဗျာဟာပြလိုက်တော့လေတဲပြည့်လွယ်ပါလားအဲ့ဒါကိုမြန်မာလိုလုပ်လိုက်ရင်ပြီးတာပဲမြန်မာသားမှလည်းအတန်တူတွေဖြုတ်လိုက်ရင်ဘီ20လုံးလောက်ပဲရှိတာပဲကောင်းတယ်ကောင်းတယ်ဒါနဲ့အလန့်နဲ့ပြတဲ့သင်္ကေတလည်းပြောပါဦးကျွန်တော်ကဒီကိစ္စတွေပြီးရင်ပင်လယ်ဓားမြလှုပ်ချင်လှုပ်နေအောင်ပါ ဟုတ်တစ်တာကဆိုပြန်ဤဒါကဒီလိုกว่าစဝိုင်းတရံ၅ခုကိုစက်မှတ်ထားရမယ်ပထမစဝိုင်းကြီးမှာအလံကြီးကအောက်တက်တဲ့စိုက်ပြီးအလံသေးက나ยีလက်တံကိုလှည့်ပြီးပြရမယ်ပထမစဝိုင်းမှာ A B C D E F G စလုံး၅လုံးပြနိုင်တယ်အဲ့ဒီလိုပဲဒုတိယစဝိုင်းမှာက H I J K L M N အဲ့ဒီလိုပြနိုင်တယ်กว่า ခုဆိုကတဖက်တွင်ပုံဖြင့်ဖော်ပြအပ်သော အလံပြဤတင်္ကြန်ကိုရှင်းပြလေ။တိဒါပါဝင် မောင်တန်းအေးမြတ်စွာဘုရားသည် စိတ်ဖွာရှင်းပြသည်ကိုတအံတော်ငေးမော၍နားထောင်နေလေ။ဒီကျွန်းကလူသူအယောက်ပေါက်နေတယ်ဗျ။သမောတွေလည်းဒီနားမှာဖြက်လိမရှိဘူး။ဆရာစိတ်ဖွာကအချက်ပြဤတွေကို အခုလိုတက်မထားရင်အခက်ပဲ။ကျွန်တော်ကတော့ဒီအထက်မှာ X ဆိုတဲ့စကလုံးကိုတော့ကောင်းကောင်းမှတ်မိပြီ။ X ဆိုတာချက်ချေကသရံစလုံးပဲ။ အလန်နဲ့ပြတော့အလန်ကြီးကဆောင်းဆောင်းအလန်လေးကဆောင်းဆောင်းပဲအေးကြီးပြီပြေးပြီတော့လို့ကုလူချင်းအချက်ပေးရင်ဒီစလုံးကိုသုံးရမယ်နေသားမအောင်ဆရာစိတ်ဝါကသင်ချန်ကုန်းမှနေပြီးဓာရီကိုဘယ်လိုတက်နေတာလဲဟုတ်တတားကမေးလိုက်လေစာဖတ်တယ်လေကွာအင်ဆိုဂလိုပီရီယာဆိုတဲ့ဆွဲဆောင်ကြော်တင်ကျန်းကြီးတွေဟာ တကယ်ကို လူသားတွေအတွက်အသုံးဝင်ပါပြီဗျာ ုစိတ်ဘွားကရှင်းပြလိုက်လေထို့နောက်စိတ်ဘွားကဘလူးချမ်းရင်ကြီးရောက်လာရင်အစီအစဉ်တစ်ခုလှုပ်ထမ်းမှဖြစ်မယ်ကိုမိုးသည်ခုသတိပေးလိုက်လေမိုးသည်တစ်တာနဲ့စိတ်ဘွားတို့သည်ကောင်းခြင်းဆိုင်၍ဒိုင်မင်ကြလေတော့ဤထို့သောဒိုင်မင်ပြည်များမကြမီချိန်၌ဘလူးချမ်းရင်ရွက်တင်ပေါ်ကြီးဤရွက်တိုင်များကိုစတင်တွေ့မြင်ရပြီးနောက်တဖြည်းဖြည်းနီးကလာသော၎င်းတို့ကျွန်းပစီတို့ဥတီခုံမောင်းလာသည်ကိုစိတ်ဘွားတို့ငါးဦးသည်ဝမ်းမြောက်ဝမ်းသာတွေ့ရလေတော့ဤ ရွာသင်္ဘောကြီးအနည်းတို့ရောက်ရှိလျင်သင်္ဘောဘော်တွင်ပါရှိသောမိုးသီဤကလာသင်္ဘောသားများကခုံပေါက်လျက်မိုးသီအားနှုတ်ဆက်လေ၏ထိုရက်တွင်မိုးသီတပြည့်ဖြစ်သူစိန်နှက်အားတွေ့ရလေ၏စိန်နှက်ပခုံးပေါ်၌ကတခါကမိုးသီဤအသက်ကိုကဲတင်ခဲ့သောမြောက်ကြီးကိုလည်းတွေ့မြင်ကြရလေ၏ရွေသင်္ဘောကြောက်ချ၍ကုန်းပေါင်းများကိုထုတ်ကသင်္ဘောပေါ်မှကလာများနှင့်တူစိန်နှက်လည်းမြောက်ကြီးကိုပွေ့ချီကဆင်း၍လာလေ၏ဂျာမိုးသီရေဂျာတို့ကိုတနက်နဲ့ပြစ်ပြီးသင်္ဘောထွက်သွားတော့ ကျွန်တော်ကိုလည်းပင်လယ်ဓမြငရဲတို့ကရွက်တိုင်းမှာကပ်ပြီးကျိုးနဲ့ချီထားလိုက်ကြတာဟောဒီမြောက်ကြီးကဖြင့်လိန်မာပေါ့ဗျာညလည်းကြရောကျွန်တော်လက်ထဲကိုဓမြောင်တစ်ချောင်းလာပြီးထည့်ပေးတယ်ဗျာကျွန်တော်လည်းကျိုးကိုဖြတ်ပြေးတာနဲ့ပင်လယ်ဓမြတယောက်စီကတနက်ကိုဆွဲယူပြီးဒီကောင်တွေကိုပြစ်တာငရဲနဲ့ပင်လယ်ဓမြ၃ယောက်တော့သေးပြီးကျန်တဲ့ကောင်တွေကိုအိန္ဒိယကိုသွားမယ်ရာဘာဈေးတင်တင်မောပေါ်မှာတင်ပေးလိုက်တယ်အဲ့ဒီနောက်တော့ကျွန်တော်လည်းကျန်တဲ့ကလာတင်မောသားတွေနဲ့အတူဒီကျွန်းဘက်ပြန်လည်လာခဲ့ရတာပါပဲ။ ခုစိန်နဲ့ကရှင်းပြလေထို့နောက်တစ်တာကသမောဘောကိုတက်ပါနောက်မှစီစဉ်ကြတာပေါ့ခုပြောလိုက်လေယာသမောဘောကိုတက်ကြလေ၎င်းတို့တက်ပြီးမကြပြီချိန်၌ပင်ဘလူချိုင်းရဲ့ရွက်တင်ဘောကြီးသည်ကျွမ်းမစတင်ထွက်ခွာလေတော့သည် နောက်တနည်းနန္ဒသာစားချိန်၌တစ်တာကစိတ်ပွားနှင့်မိုးတီရတန်လာရောက်ကကြောက်ဘူးယုတ်ကြီးဤမျက်လုံးအတွင်မှတူးယူခဲ့သောယရနာမြေပုံညွန်းခြေပရပိုက်အစစ်ကိုထုတ်ပြလေတော့ဤပရပိုက်စစ်ကတော့ဒါပဲဟုဆိုလေဤမိုးတီနှင့်စိတ်ပွားတို့သည် ်တစ်တာထုတ်ပေးသောပရဘိုက်ကိုဖတ်ရှုရာ အောက်ပါတိုင်းတွေ့ရှိရလေတော့၏ရန်ကုန်မြို့အစွန်ရှိတောင်မွေဟူသော အရက်၌သင်္ချိုင်းတစ်ခုရှိ၏ထိုသင်္ချိုင်း၌လွင်စွာကြီးမားသောဇေယျကြီးတစ်ခုရှိ၏ထိုဇေယျကြီးဤ၌ဥနတိဟုကပီထိုးထားသောအုတ်ဂုတလုံးရှိ၏ထိုအုတ်ဂု၌လူရန်ကားကြီးလက်ဦးဖြစ်ကြကုန်သောငဖြူသည့်ငမဲကြီးငလက်ကျော်နှင့်ပင်စရူပဘာသိန်းတို့၏ယရနာပစ္စည်းများမြုပ်နှံထားသည် အကယ်၍ထိုပစ္စည်းကိုကျွန်တော်တို့လေးဦးသည်အသက်ရှင်စဉ်၌သူ့ဘောယူငင်ခြင်းမပြုနိုင်သောကံထူးသူတို့တူးယူလေ။တေလဲဆမ်းပါလား။ပင်လေပင်ကိုဖြတ်ပြီးယရနာတွေကိုရှာဖွေပေးဖို့သွားခဲ့တယ်။တကယ်တော့အကျုပ်ကအဲ့ဒီယရနာမြေပုံပေါ်မှာနေတိုင်းထိုင်လာခဲ့တာပဲ။ဆမ်းလိုက်တာဗျာ။ဒါဖီလိုဆိုဖီရဲ့တော့ချက်ကိုဖွင့်ပြလိုက်တာပဲ။လူဆိုတဲ့တရားဟာဘာကိုကြည့်ကြည့်ဘာကိုစဉ်းစားစဉ်းစားအဝေးကြီးကိုကြည့်မြင်ပြီးအဝေးကြီးကိုစဉ်းစားလိုက်ရှိတယ် အမှန်ကအနိကအရာဝိထုတွေကိုအလေးဂရုပြုရမှာဥဏ္ဏတိဆိုတာကိုနေတိုင်းတွေ့နေခဲ့တာပဲဥဏ္ဏတိဆိုတာမရှိတဲ့လူတယောက်ကိုရည်ညွှန်းထားတာပဲမစ္စတာနိုဘော်ရီပေါ့စိတ်ဖွာစိတ်ဖွာအများတကာကပရိုဖက်ဆာကြီးဒေါက်တာကြီးလို့ဝိုင်းပြီးခေါ်ကြတာနဲ့စိတ်ကြီးဝင်မလို့ရှိသေးတယ်ဒီအချက်ကကျုပ်ကိုသတိပေးလိုက်တဲ့အချက်ပဲကျုပ်အတွက်လောကဆိုင်ရာအမြင်တရားတွေမပြည့်စုံသေးတာကိုသတိပေးလိုက်တာပဲ ုစိတ်ဝါကဝန္နတန်ကြီးဖြင့်ပြောလိုက်လေ၏ထောကမိုးဒီကရှေ့ဆက်ရမည်အစီအစဉ်ကိုပြုလုပ်ရန်ပြောဆိုလေ၏ကျွတ်တို့ထွက်လာခဲ့တယ်အဖန်ဆွန်းကိုသွားမယ်အဲ့ဒီမှာခမရတို့ကစောင့်နေကျုံနဲ့တက်တာကရန်ကုန်ကိုသွားမယ်ပြီးတော့ရတနာတွေကိုတူးပြီးယူမယ်တူးပြီးရင်သူတို့နှစ်ယောက်ကိုခွဲဝေပေးလိုက်ရုံပေါ့အဲ့ဒါတွေတဲ့အရေးကြီးတာကတော့ကျုပ်ဟာခမရလိုနိုင်ငံခြားမှာသွားပြီးနေမှာလည်းမဟုတ်ဘူးပြီးတော့ကျုပ်မကလူသက်မှုရှိနေပြီမဟုတ်လားကျုပ်တပည့်အိုလန်ကိုတနက်နဲ့ပြစ်ခဲ့တဲ့မကြီးသေးကိုကျုပ်ကတတ်လိုက်မှာပဲ ဒီတော့အမှုတွေမပေါ်ရအောင်ခုစိတ်ဘွားကပြောလိုက်ရသစ်တာကအမှုတွေမပေါ်အောင်ဘယ်လိုလုပ်မလဲဆရာစိတ်ဘွားအမှုတွေမပေါ်အောင်စာပလင်းနှင်းမောင်ရှိတဲ့နေရာကိုစုံစမ်းပြီးသူ့ကိုသွားတက်ရမယ်ကွာခုစိတ်ဘွားကပြောလိုက်ရသစ်တာကဟုတ်လိုက်လေဆရာစိတ်ဘွားရဲ့ခုအာဘာတရားထောက်ခံလိုက်လေဒါနဲ့နေပါအောင်ဆရာစိတ်ဘွားမောင်သားကြီးတို့ကိုပြန်လွတ်လိုက်ရင်သူတို့ကိုမကြီးသေးနဲ့မြရတဲ့တပြည့်တွေကရမရှာနိုင်ဘူးလားခုသစ်တာက ပြောလိုက်ရစိတ်ဘွားကဒါကတော့သူတို့ဆုံးဖြတ်ရမှာပဲ သူတို့ကမနေဝင်ဘူးဆိုရင်ကုမိုးသီးနဲ့မင်းကတာဝန်ယူပြီးလုံခြုံမဲ့နေရာကိုခေါ်သွားပေးရမှာပေါ့ကွာအေးအဲ့ဒီလိုခေါ်သွားမယ်ဆိုရင်လူတယောက်ထပ်ပြီးထည့်ပေးရမယ်ဘယ်သူလဲဆရာစိတ်ွားမောင်တန်းအေးရဲ့ချစ်သူမရင်တွေကိုပါထည့်လိုက်မယ်မောင်တန်းအေးနဲ့ပေါင်းရစီမယ်လို့ငါကဂရိပေးထားတယ်ကွာမောင်တန်းအေးဒီမရင်တွေနဲ့ပေါင်းရမည်ဟုဆိုလိုက်သည့်အခါ၌စိတ်ပြက်လက်ပြက်နဲ့ခေါင်းငယ်ဆိုင်ချ၍နေလေ၏မြတ်စွာဘုရားကော ခုတိတာက မေးလိုက်ရာမြစပယ်ကကျမနေဝင်ပါလေရန်ကုန်မှာနေဝင်ပါလေဒါပေမဲ့မနေချင်ဘူးအကုံမိုးသီးနဲ့လိုက်မယ်အကုံမိုးသီးလိုအကုဘုကောင်းတဲ့ယောက်ျားမျိုးနောက်ထပ်ရှာဖို့မလွယ်တော့ဘူးအကုံမိုးသီးကလက်ခံမယ်ဆိုရင်အကုံမိုးသီးကိုကျမယူမယ်ခုမြစပယ်ကရဲဝင်စွာပြောလိုက်ရာအရာရာ၌ရဲဝင်စွာစွန်စားဝင်သောလူစံကောင်းကြီးမိုးသီးသည်ရှက်စိတ်ကြောင့်မျက်နှာကြီးတစ်ခုလုံးနေမြန်သွားသည့်အပြင်ခေါင်းကိုငုံ၍ထားလေ အချစ်ဆိုတာနှလုံးသားရဲ့ကြီးမားသောတပုံထမှုကြီးပဲတစ်တာကြီးညစပယ်ရဲ့နှလုံးသားမှာတပုံထကုန်ကြီးအုတ်ထင်းလို့မရတော့ဘူးနှလုံးသားတပုံတွေဟာအုံနောက်ကိုအာနာသိမ့်လိုက်ပြီးအုံနောက်ကဘာမှဆွတ်ဖက်ခွင့်မရှိတော့ဘူးဒီတော့နှလုံးသားကပြောခိုင်းတဲ့အတိုင်းပါဇက်ကပြောလိုက်တာပဲအဲ့ဒါမှန်တယ်လူပေါ်စကရဲကယောက်ျားတွေကကြီးဤစားစကားပြောလာခဲ့ရတာညစပယ်ကအဲ့ဒါကိုဆန့်ကျင်လိုက်ပြီးခုစိတ်ဝါကအာရဝန္တာထောက်ခံပြောဆိုလေတော့ဤ ဤသို့နှင့်ဘလူးချိုင်းရဲ့ရွက်သင်ဘောကြီးသည်အဖန်ဆွင်းရှိကျွန်းလူကျွင်းဤကံစားတစ်ခုသို့ရောက်ရှိခဲ့လေ၏စိတ်ဝါတော်သည် လေများကိုခေါ်ယူငှားရမ်း၍ကံဘောသို့တက်ကြလေတော့၏လေဘော၌ကစိတ်ဝါတစ်တာနှင့်မောင်တန်းအေးတို့သုံးဦးသားလိုက်ပါလာခဲ့ကြလေ၏ဒုနယာ၌ကတငါတဲ့များနှင့်တုန်ကင်းများစိုက်ကပ်သည့်အခါ၌ထမ်းဖို့ရန်အတွက်စောင်းစားနေကြသောပကုံတန်းအလုတ်ကျန်းသမားကြီးများရှိကြလေ၏ စေဘွားတို့ကံမတော်ရောက်သည့်အခါ၌တငါများနှင့်အလုံချမ်းသမားများသည်စေဘွားတို့၌ပစ္စည်းပစ္စည်းများပါရှိလာပါကကူညီထမ်းဖို့ရန်အတွက်အနည်းတို့ကပ်၍လာကြလေ။ထိုရဲမှဟောင်းနွမ်းစုပ်ပြဲလျက်ရှိသောအင်ဂျင်ကိုဝစ်စင်လျက်အုတ်ထုပ်ကိုဆောင်းထားသောအလုံချမ်းသမားတို့သည်စေဘွားဤတို့ကပ်လာပြီလျှင်သူဤလက်တွင်းမှတစုံတရာအားကြောက်ကနဲအတန်မြည်စေလျက်စေဘွားဤနှထင်ကိုထောက်လိုက်လေ။ဆရာစေဘွားငင်ငင်လေးနေပါ။ခုထိုသူကပြောလိုက်လေ။အော် စာပလင်နှင်းမောင်ကိုကျုပ်လည်းခမားစီလာမလို့ပါပဲဗျာဟုတ်သောကစိတ်ွားကဣန္ဒြေယယပြောလိုက်လေဒွေချိန်၌တိတ္တာသည်ကံစားဘက်သို့ထွက်၍ပြေးလေပြေးရင်၌လည်းအင်ကြီးကိုချွတ်ပြေး၍စုပ်ဖြဲလိုက်လေတိတ္တာနောက်သို့အလုသမဟန်ဆောင်တတ်သောဆောင်တော်များကမပြေးနဲ့မပြေးနဲ့ပြစ်လိုက်မလို့ဟုတ်သောကဝိုင်း၍လိုက်ကြလေတိတ္တာသည်ကြောက်ဆောင်ကလေးပါသို့တက်ပြေးပြီးနောက်ကြောက်ဆောင်ပါသို့ရောက်လျင်သူ၏အင်ကြီးအပြည့်နှစ်ခုအားအသုံးပြု၍ဘလူချိုင်းရင်တင်မောကြီးဘက်သို့လှည့်ကား အစ်ဟူသောအမတ်သားအားအလံပြလိုက်လေတော့ဤသင်္ဘောဤရွက်တန်၌ချိန်ထားသောကျိုလီကားပေါ်မှမှန်မြောင်းနှင့်ကြည်နေသောမိုးသည်သည်အဖြစ်ပြက်အလုံးစုံကို၎င်းတိတာပြသော အလံမတ်သားကို၎င်းကောင်းစွာ တွေ့မြင်ရပေရာသူဤတပည့်ကလာသင်္ဘောသားများအားကြောက်ကြောမယံအမိန်ပေးလိုက်လေတော့ဤများမကြမီချိန်၌ပင်ဘလူချိုင်းရင်သင်္ဘောကြီးသည်ရေလေတွင်ကြောက်ချနေရမှရွက်များတင်ကရွေရှားသွားလေတော့ဤ ဒီမောနာတို့မော်တော်ဘုတ်ဒဇင်ကလိုက်တော်လဲဒီမောဘုံမတဏ္ဍများဖြင့်ပြစ်ခတ်သည်ဖြင့်မလိုက်ဝင်တော်ပဲပြန်၍လစ်လာလေတော့ဤကြောက်ဆောင်ဘောတို့ရောက်နေသောတစ်တာကိုလည်းရုပ်ဖြတ်ထားသောဆုံတော်များကဖမ်းဆီးလိုက်လေတော့ဤဇာပလင်နှင့်မဟုခေါ်သောဆုံတော်ကျော်သည်စိတ်ဖွာအားလက်ထိတ်ခတ်ပြီးနောက်မောင်တန်းအေးဘက်သို့လှည့်ကမောင်တန်းအေးဆိုတာမှတ်တယ်ခုမဲလရမောင်တန်းအေးကဟုတ်ပါတယ်ခုဝန်ခံလိုက်လေဤပင်လယ်ကမ်းစပ်မှာကျွင်းမြန်မကြီးသေးကိုတတ်ထားတာတွေ့တယ်အဲ့ဒါဘယ်သူလက်ချက်လဲမောင်တန်းအေး ဟောဒီကိုစိတ်ဖွာတတ်တာပါဆရာစိတ်ဖွာဟာတခြားဟာတွေအတွက်ဘာမှဒါတော့မညှိစွန့်ဘူးဗျရှင်းနေကောင်းကောင်းနဲ့ရုံမှလျှောက်လွှဲလိုက်ရင်လွတ်တောင်မှလွတ်သွားနိုင်ပါတယ်အခုတော့လူသက်မှုကရှိနေပြီပေါ့ဗျာခုဇာပလင်နေမောင်ကစိတ်မကောင်းသောလေတံဖြင့်ပြောလိုက်လေတစ်တာအားစိတ်ဖွာကလှမ်းကြည့်လိုက်ပြီးနောက်ဆရာစိတ်ဖွာကြီးဥနာထီတော့လွတ်သွားပြီပေါ့ဗျာခုပြောလိုက်ရင်ဇာပလင်နေမောင်က ပြုံးလျက်ဩဆရာစိတ်ဖွာ လူရန်ကားကြီး၄ဦးထားခဲ့တယ်ဥနတိကူကရတနာတွေအတွက်လည်းမပူပါနဲ့ဗျာအဲ့ဒါငโกကလေးကမရှိတော့ဘူးသူတို့ထဲကပြင်စယူပါဗာသိန်းဆိုတဲ့လူဆိုးကြီးကထုတ်ယူသွားတာကြားလာပြီဟိုဇာပလင်လင်းမောင်ကပြောလိုက်ရင်စိတ်ဘွားကတစ်တာအားအတိတ်ပဲပါပါကြည့်လိုက်လေဘာပဲဖြစ်ဖြစ်တစ်တာကြီးမိုးဒီနဲ့မြတ်စပယ်လွတ်သွားတာကတော့ငါတို့အမျက်ပဲခုစိတ်ဘွားကပြောလိုက်ကြရင်တစ်တာကအစ်စ်ပဲဗျကိုမိုးဒီဟာမမင်းဖြူကိုအစရလိုက်တာပဲခုပြောလိုက်လေအေးဗျာ ကိုမိုတိကကျုပ်ကိုတောင်နှုတ်ဆက်ပေါ်မရဘူးဒီလူကကျုပ်ခင်တယ်လို့မခင်ဘူးဗျဟုတ်ဇာပလင်လင်မောင်က ပြောလိုက်ရင်တစ်တာကခမရကိုခင်ဖို့ဟာကခဝါတယ်နဲ့မိသွေးဖို့တမအဆွေအခင်ပွင့်ဖြစ်တယ်လို့ရှိတော့မှာပေါ့ကိုလင်းမောင်ဟုတ်ပြောလိုက်ရအားလုံးကဝိုင်း၍ရေမောကြလေတော့ဤနောက်တစ်ခုဆရာစိဟွားတို့ရဲ့ဆောင်ရွက်ချက်အောင်မြင်တာကတော့ဟောဒီမောင်တန်းအေးနဲ့မက်ရင်တွေတို့ပြန်ပြီးစုံစည်းကြဖို့ကိစ္စပဲမဟုတ်လား ခုဇာပလင်လင်မောင်ကပြောလိုက်လေဤဒေါကစိတ်ဝါကအာဘာတရရေမော့လိုက်ပြီလျင်ကိုနေမောင်ဒီတကားတော့ခမည်းထင်တယ်လို့မဟုတ်ဘူးယောမောင်တိုင်းနဲ့မိုက်ရင်တွေပြန်ပြီးစုံသိကြတဲ့ကိစ္စကလည်းမဖြစ်နိုင်တော့ဘူးဗျဘာဖြစ်လို့လဲဆိုတော့မောင်တိုင်းကမိုက်ရင်တွေကိုတကယ်ချစ်တာမဟုတ်ဘူးဆိုပဲအပြောကြံယုံတက်တက်ပဲပြောတယ်ဒါပေမဲ့တစ်ဖက်ကမိုက်ရင်တွေကတော့သူ့ကိုတော်တော်လေးချစ်နေရှာတယ်မတတ်နိုင်ဘူးလေကျုပ်တာဝင်ကတော့ မရင်ရွယ်ကိုမောင်တန်းအီးနဲ့တွေ့ပြီးဖို့ပဲဟုပြောလိုက်လေသည်စိတ်ဖွာဤလူသားတို့အပေါ်ထားရှိသောသဘောထားပြောင်းလဲခြင်းစိတ်ဖွာသည်အမှန်စင်စင်အားဖြင့်လူစိုးတရားမဟုတ်ပေလူတွေကိုချစ်ခင်ဤအခက်အခဲတွေ့နေသူများကိုကူညီလို၏မဟုတ်မခံစိတ်ရှိဤလူတွေကိုအကျိုးပြုလို၏တို့ရတွင်၎င်းနေနှင့်ကူညီခဲ့သောမောင်တန်းအေးကဘင်းလေသမ ्या များနှင့်ပူးပေါင်းက၎င်းပါဝင်မိုးသီးနှင့်တစ်တာတို့ဤအသက်ကိုလှုပ်ကြံခဲ့သည်ကိုတွေ့မြင်ရသောခါ၌ ၎င်း၏စိတ်၌လူဆိုသည်မှာကုညီရန်မတင်သောတရဝတ်တမျိုးပင် ဖြစ်၏ဟုမှတ်ချက်ချမိပေသည်ထို့ကြောင့်၎င်းရေးသားလျက်ရှိသော လူသားတို့၏ထွက်ရလန့်ဟုအမည်ပေးထားသောမေတ္တာကရုဏာမုရိဒာဥပေက္ခာစသောပြမစိုတရားကိုအခြေခံလျက်လူလူချင်းမြေတို့မြေပုံကုညီရိုင်းမင်းရမည်စသည်တို့ကိုဖော်ပြထားသည့်ကျမ်းစာအုပ်ကြီးအားပင်လေတဲ့သို့လွတ်ပြခဲ့ပြီးဖြစ်လေသည်ထို့ကြောင့်စေဘသည်အင်းလူတွေလူတွေကျေးဇူးတရားကိုမျက်ွယ်ပြုတဲ့လူတွေ ဟုတကိုယ်လည်းရေရွေ့မိလေ၏ထိုချိန်၌အဆောင်ပလေကလေးသည်စိတ်ဖွာအားချုံအောင်ထားသည့်ဓာမွေက အချုပ်ခန်းစီသို့လာရောက်၍လက်ဖက်ရည်တစ်ခွန်းနှင့်အတူဈေးပြင်လေးကိုပေးရင်းဆရာစိတ်ဖွာတို့ဆရာကိုနေမောင်ကပို့ခိုင်းလိုက်တာပါဟုတ်လဲပလေကလေးကပြောလေ၏စိတ်ဖွာသည်လက်ဖက်ရည်ခွက်ကိုကောက်ယူမော့ချလိုက်ပြီးနောက်စေပြင်းလိုက်ကိုမိကြီးရှိုက်ပါလေ၏။ဒေါ်ချိန်၌စိတ်ဖွာထံသို့မိန်းကလေးတယောက်သည်မျက်ရည်များတူတူကြားလျက်ရောက်ရှိလာလေတော့၏။ ဦးလေးစိတ်ပွားနှဲ့ကြောင့်ဒီလိုဖြစ်ရတာပဲခုမင်းကလေးကဝမ်းနဲ့ကြေခွဲစွာ ပြောလိုက်လေဟုတ်လားကလေးမဒါပေမဲ့မင်းရဲ့ခြေသူမောင်တန်းအေးကိုမင်းအနေနဲ့ပိုင်ဆိုင်ရပြီဆိုတော့ကျုပ်တို့အနစ်နာခံရချိုးနှက်ပါပြီမင်းကလေးမရင်လွယ်သည်ရှာ၍ရှာ၍ငိုနေလေတော့ဤစိတ်ပွားသည်မရင်လွယ်အားစိတ်မကောင်းစွာဖြင့်ကြည်၍နေလေဤကိုတန်းအေးကနှဲ့ကိုမယူပါဘူးမနေ့ကပဲတတိသမီးတယောက်နဲ့လက်ထပ်လိုက်ကြပြီဦးလေးနေပြောရမှာအရှက်ပါတယ်နှဲ့မလေး သူနဲ့ရတဲ့ကိုဝင်ကမရင်ရွယ်ကပြောလိုက်မှစိတ်ပါသည်မရင်ရွယ်ဤဝမ်ပိုက်စီတို့မျက်လုံးကိုရွှေ့လိုက်ရာအတော်အတန်ဖောင်းဖောင်းမှုမှုဖြစ်လျက်ရှိသောဘိုက်ကိုတွေ့ရလေတော့ဤလူတွေလူတွေအကျဉ်းနာမဲ့တဲ့လူတွေကျုပ်တော်လူတွေကိုစိတ်ကုံသွားပြီကလေးမလူတွေဟာရက်ဆက်လွန်းတယ်ကဲကလေးမပြန်ပါတော့မင်းကိုကြည့်ရတာစိတ်မချမ်းသာလွန်းလို့ပါခုစောကစိတ်ဘွားသည်မရင်ရွယ်အားပြန်ခိုင်းလိုက်လေဤ မရင်လွယ်ထွက်၍သွားသည့်အခါ၌စိတ်ဝါသည်လက်ကိုနောက်ပြလျက်အချုပ်ကန်းအတွင်း၌ခေါတို့ခေါပြန်လျှောက်ရင်းလူတွေအကြောင်းကိုလေးလေးနက်နက်စဉ်းစား၍နေလေ၏သူ၏အုံနာဟုသောဓာခွဲကန်း၌လူဟုသောတရဝါကိုဓာခွဲ၍ကြည်နေ၏တစစီအဖြစ်ထုတ်၍ကြည်နေ၏လူနှင့်ပတ်သက်၍အဆုံးဖြတ်ပြုနိုင်ရန်အတွက်အချက်လက်ပေါင်းများစွာကိုရရှိလာလေသည်ထိုချိန်၌အချုပ်ကန်းရှိသောစာပလင်းနှင့်မောင်းရောက်ရှိလာလေသည်ကိုစိဝါလူတော်ကိုပြောပါစားကျင်တာတောက်ကျင်တာရှိရင်လည်းပြောပါ ကျုပ်လည်းနေတိုင်းရောက်နေမှာပဲဒီကက်ကဌာနအုပ်တွေကိုလည်းကိုစိတ်ဖွားလိုချင်တာတွေကိုဝယ်ချမ်းပေးဖို့မှားထားပါတယ်ခုဇာပလင်နေမောင်ကပြောလိုက်ရာစိတ်ဖွားကပြုံးလျက်ဇာပလင်နေမောင်ကိုပြန်၍ကြည့်လိုက်၏သူ၏အကြည့်မှာမြည်တော်သောအဘိဓမ္မျိုးဘာဝင်နေသည်ဟုသူကိုယ်တိုင်ပင်ပြောနိုင်လိမ့်မည်မဟုတ်ပေဇာပလင်နေမောင်သည်ကိုအင်းကြီးတွင်မှစီကရဘုကိုထုတ်လိုက်ပြီလျင်စီကရတလေးကိုမိညှိရှိုက်ပါလေ၏ကိုစိတ်ဖွားကိုလူတစ်ယောက်ကတွေ့ကျင်နေတယ်ကိုစိတ်ဖွားအနေနဲ့လက်ခံမယ်ဆိုရင်တွေ့ခွင့်ပေးလိုက်မယ် ုဇာပလင်လင်းမောင်ကပြောလိုက်ရာစိတ်ဖွာကဘယ်သူလဲခုမေးလိုက်လေခမရတပည့်အိုလံပါအိုလံမသေးသေးဘူးလားခုစိတ်ဖွာကအာရဝန္တာမေးလိုက်လေမကြီးကြီးပြစ်လိုက်တဲ့ကြည်စံဟာအိုလံရဲ့ပခုံးကိုထိတာတော့အမှန်ပဲဒါပေမဲ့ဆေးရုံမှာတက်ရောက်ကုသလို့အသက်မသေးတော့ပါဘူးတွေ့ကြပါတယ်တွေ့ခွင့်ပေးစမ်းပါခုစိတ်ဖွာကအာရဝန္တာနဲ့ပြောလိုက်လေဇာပလင်လင်းမောင်ကအိုလံကြီးမင်းဆရာကြီးကတွေ့ကြပါတယ်တဲ့လာခဲ့ပါ ဟုခေါ်လိုက်လျင်တတော်တော်နှင့်လှမ်း၍လာသောဖဏတန်ကို ကြားရပြီးနောက်အိုလံကို တွေ့ရလေ။မိုးပြာရောင်တကလက်ပေါင်းပြီးရှိုက်အင်းကြီးအဖြူမိုးပြာရောင်ကိုအင်းကြီးနတ်ပြာရောင်ငကရိုင်တို့ကိုသေတက်ကြာနာစွာဝစ်စင်လျက်ခါနိုင်လဲခြောက်လုံးပြုတ်ကိုချိတ်ဆွဲထားသည့်အိုလံအားအန်ဩဝေယာတွေ့ရလေ။စိတ်ဖွာကအိုလံအားခြေဆုံးခေါင်းဆုံးကြည့်လိုက်။အိုလံကိုနားမလဲသလိုကြည့်လိုက်။ဆရာစိတ်ဖွာကိုအခုလိုမသိမပြောက်ပဲတွေ့ရတာဝမ်းသာလိုက်တာဆရာစိတ်ဖွာရဲ့။ ကျွန်တော်ကတော့ခွင့်လွှတ်ပါဆရာစီဘွားနဲ့နေကြရတဲ့အချိန်တွေမှာဆရာစီဘွားရဲ့မွေးမြတ်တဲ့စိတ်ဓာတ်နဲ့ဆရာစီဘွားရဲ့တောက်ပြောင်တဲ့အတွေ့အခေါ်တွေကိုလည်းသိရှိခွင့်ရခဲ့ပါတယ်ဟုအိုလန်ကစကားဆက်လိုက်ရင်စိတ်ဖွားကနေသားမအောင်အိုလန်မင်းကဘယ်လိုဖြစ်လာတာလဲဟုမေးလိုက်လေကျွန်တော်ဟာ CND ကစုံတော့တယောက်ပါကျွန်တော်နာမည်ကတင်းကြိုင်ပါဆရာကွန်လင်းမောင်ရဲ့အစီအစဉ်ချက်အရာတာမွေတင်းကြိုင်ကိုသရောင်းစားအိုလန်ဖြစ်နေလာခဲ့ရတာပါကိုစိတ်ဖွားဟေးစိတ်ဖွားဒီလွန်စွာအန်အော၍သွားလေ၏ ဟုတ်ပါတယ်ကိုစေဘွားကိုစေဘွားအထောင်ကလွတ်တဲ့အခါမှာတောင်ငူသိန်းကျိုင်းမှာလဲသူ့ဘာယာစာတယောက်ကိုတွေ့ခဲ့ရမှာပေါ့အဲ့ဒါဟာလဲ CND ကပါပဲကျုပ်လွတ်ထားတဲ့လူပါဆရာစေဘွားကိုတောင်ငူသိန်းကျိုင်းမှာနေလို့မရအောင်လှန့်ပြီးပိတ်ထားလိုက်တဲ့သဘောပါပဲတောင်ငူမှာဆိုတော့ကျုပ်တို့အနေနဲ့ကိုစေဘွားကိုစောင့်ကြည့်ဖို့မလွယ်ဘူးမဟုတ်လားအဲ့ဒီလိုလုလိုက်တော့မှဆရာစေဘွားဟာရန်ကုန်ကိုတက်လာပြီးတောင်မွေသိန်းကျိုင်းမှာသူ့ဘရာစာလုတာကိုအဲ့ဒီခါမှာကျုပ်ကသိန်းကျိုင်းကိုတရောင်းစာအိုလံဖြစ်နေခမရနာမှာနီနီကက်ကက်နေပြီးစောင့်ကြည့်ဖို့လွှတ်လိုက်ရပြန်တယ် ဟုကုန်နေမောင်ကပြောလိုက်ရာစိတ်ဖွာကဇာပလင်ဤမျက်နာကိုစိတ်စိတ်ကြည့်လျက်ကျုပ်ဟာပြစ်မှုတစုံတရာမကျุလွန်ရသေးပါပဲလျက်ကျုပ်စီကိုတချိုးဒလန်တွေလွတ်ပြီးစောင့်ကြည့်ခိုင်းတာဟာတစိကလေးရုံမှလွန်ပါတယ်ဇာပလင်နှင်းမောင်ဟုပြောလိုက်လေခမရပြောရင်ခိုင်းရမှာပဲကိုစိတ်ဖွာရေတခြားလူတွေဆိုရင်အပြစ်ကျุလွန်မှပဲကျုပ်ကလိုက်ပါတယ်ဆရာစိတ်ဖွာလိုလူကတော့အဲ့ဒီလိုလှုပ်လို့မဖြစ်သေးဘူးဗျခမရကသိပြီးညံပြေးတယ်ခမရကိုရှော့ပြီးမတွက်ဝင်ဘူးဒါကြောင့်ပါကိုစိတ်ဖွာ ို့ဇာပလင်လင်မောင်က တောင်းပန်လိုက်လေဟဲ့ကောင်အိုလန်အေးစုံတော်ကြီးတင်းကြိုင်ငါဟာလူသက်မှုကိုကျူးလွန်ခဲ့တယ်ကျူးလွန်ခဲ့တဲ့လူသက်မှုဟာလည်းမင်းအတွက်လက်စားချေလိုက်တဲ့လူသက်မှုကဒါကိုတခါမင်းတို့ကငါ့ကိုဖမ်းတယ်ဆိုတော့အာစေဝါဒီတအားကုန်အော်ဟေးရေမောလီ ။ဘိုလံကောစုံတော့တင်းကြံကစိတ်ဘွားအားအမျိုးမျိုးအဖုံဖုံတောင်းပန်လေ။ကျွန်တော်ကိုခွန့်လွှတ်ပါဆရာစိတ်ဘွားရဲ့တာဝန်ရဆောင်ရွက်ရတာပါဆရာစိတ်ဘွား။ဆရာစိတ်ဘွားလူလူကိုကျွန်တော်အနေနဲ့စိတ်နဲ့တောင်းမပြင်းမရက်ပါဘူး။ဟုတ်တင်းကြံကတောင်းပန်လေ။မရင်ရွယ်ဆိုတဲ့ကလေးမကိုမင်းကပဲတနာလာကြီးရဲ့ဆိုပြီးငါစီကိုခေါ်လာတယ်အမှုကြီးဒီအဖြစ်ပြက်ကြီးတစ်ခုလုံးဟာအဲ့ဒီမရင်ရွယ်နဲ့မောင်တန်းအေးရဲ့အုတ်ကူကစတင်ခဲ့တာပဲ တကယ်ပြောရရင်အဲ့ဒီပြဿနာကိုစတင်ပြီးငါစီယူလာတာဟာမင်းပဲမဟုတ်လားအိုလန်အခုတော့မင်းကတရောင်းစားအိုလန်မဟုတ်ပြန်ဘူး CND ကတင်းကြိုင်တဲ့ဟုတဟာဟာရေမောကရောဆိုလေတော့ဤထို့နောက်စိတ်ဝသည်ဇာပလင်းနေမောင်ဘက်သို့လဲကဇာပလင်းနေမောင်အားခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီးနောက်တတ်တော်တော်ကလေးရေမောလိုက်လေဤဟာဟာတကယ်တော့လဲစွန်တော်ကြီးဇာပလင်းနေမောင်ဒါမျိုးမှတကယ်စုံတော့ ဘုရားသခင်ကစုံတော့လှုပ်ဖို့ခမရကိုလွှတ်လိုက်တာကြိုပြီးဒါပေမဲ့ကျုပ်ကလည်းကိုယ့်လူကိုအရှုံးမပေးသေးဘူးစိတ်ဖွာတဲ့စိတ်ဖွာဆိုတဲ့ကောင်ကလည်းလောကတက္ကသိုလ်ကြီးကဆင့်လာတဲ့ပရိုဖက်ဆာကြီးပဲဒီလိုနဲ့တော့ဘယ်ကျင့်နိုင်မှမလဲတွေ့ကြသေးတာပေါ့ခုပြောလိုက်ရာစာပလင်းလင်းမောင်ကစိတ်ဖွာအားကိုစိတ်ဖွာဟာလူတော်တယောက်ဆိုတာတော့ကျုပ်အနေနဲ့အကျွင့်မရှိလက်ခံတယ်ဒါပေမဲ့လူကောင်းတယောက်လို့တော့မဆိုနိုင်ပါဘူး ခမားကတီးခံခြင်းဆိုတဲ့အလွန်တရာငြိမ်အေးတဲ့တရားတစ်ခုချွတ်ရွံ့နေတယ်ဘယ်တော့ပဲဖြစ်ဖြစ်ပြဿနာပေါ်လာတိုင်းအကြမ်းဖက်တဲ့ဤကိုသုံးလိရှိတယ်နောက်ဆုံးမှာခမားဟာလူသက်မှုနယ်ကြီးပြဿနာကိုအဆုံးသတ်လိရှိတယ်ကိုစိတ်ွားဒီအချက်ဟာတရားဥပဒေကခမားကိုမျက်နှာသာမပေးနိုင်တဲ့အချက်ပဲဟုတ်တလုံးချင်းပြောလိုက်လေဤသိတော်တဲ့ဆာဗလင်းနေမော CND ကထွက်ပြီးဓမ္မကရိကများလုံအောင်မလို့လားဟင်ဘာပဲဖြစ်ဖြစ်လေစိတ်ွားနဲ့နေမောင်တွေ့ကြအောင်မယ် တွေ့ကြအောင်မယ်ဆင်နဲ့ချင်းသေးတို့ရဲ့ကဘာဦးရံဝဲလို့တဲတဲမဲမဲကြီးတိုက်ခတ်ရအောင်မယ်စာပလင်နဲ့မောင်ဟုစိတ်ဖွားကပြောလိုက်ပြန်၏ဆင်နဲ့ချင်းသေးတို့ရဲ့ကဘာဦးစင်မီကိုလောကနတ်သားဟာစီးစုပ်ကိုကန်ပြီးငိမ့်တက်ခဲ့တယ်ကိုစိတ်ဖွားခမားဟာလူတော်တယောက်ပါပဲအစအစအရာရာမှာတော်လွန်းလို့ခမားကိုပရိုဖက်ဆာကြီးလို့တောင်းလူတွေကနောက်ရင်ပြောင်းရင်ခေါ်ခဲ့ကြပါတယ်ဒါပေမဲ့ခမားဟာခမရဲ့ရန်သူအစ်စ်မှန်ကိုမမြင်နိုင်တော့အောင် ေါသဆိုတဲ့တိမ်တန်လာတွေဖုံးလွှမ်းနေပါကလားခုပြောက စာပလင်နေမောင်ကဇီဂရက်ကိုထုတ်ရိပ်မိကြီးရှိုက်ပါလိုက်ပြီးလင်းမိကုံများမှုတ်ထုတ်လိုက်လေကျုပ်ရဲ့ရန်သူအစ်စ်ကဘယ်သူလဲဘယ်သူလဲအင်္ဂလိပ်ဆိုရလားခုစိတ်ဝါကအော်ဟစ်၍မေးလိုက်လေခမရဲ့ရန်သူဟာအင်္ဂလိပ်ဆိုရလဲမဟုတ်ဘူးတရားဥပဒေလဲမဟုတ်ဘူးပလိတ်အဖွဲလဲမဟုတ်ဘူးဆရာစိတ်ဝါဒါဖြင့်ဘယ်သူလဲဘယ်သူလဲငါရဲ့ရန်သူ လက်စားချေခြင်းဟာတရားသောအမှုဖြစ်တယ်လို့ရဲမားတဲ့ခမည်းအုံနောက်ထက်ကအယူအဆတွေဟာခမည်းရဲ့ရန်သူအစ်စ်ပဲကိုစေဘွားဟာဟာပလိထဲမှာတော့ခမည်းတော်ဆုံးပဲဒါပေမဲ့ခမည်းပြောတာကိုမှန်တယ်လို့တော့ကျုပ်ကမဆိုသေးဘူးလက်စားချေခြင်းအလုပ်ဟာမှန်တယ်မှားတယ်မှန်ရင်ဘယ်လောက်မှန်လဲမှားရင်ဘယ်လောက်မှားတယ်ဆိုတာသူတေသနာလုံအောင်ပဲအဲ့ဒီသူတေသနာလုပ်ငန်းလုပ်နေချိန်တွင်းမှာစာပလင်းလေးမောင်ကိုစိတ်ဝါကတတ်တဲ့အလုပ်လဲအကျုံးဝင်ပါပဲ။ တို့တို့ပြောရရင်အဲ့ဒီကိစ္စမှာခင်ဗျားကိုတက်ပြီးအဖြေထုတ်ရလိမ့်မယ်စာပလင်းနှင်းမောင်းလက်စားချေခြင်းဟာရင်ဆိုင်မှားယွင်းတဲ့အပြုမှုဖြစ်ပါတယ်ကိုစိတ်ဝါလက်စားချေခြင်းဟာချိုမြိန်သောအရာဖြစ်တဲ့စာပလင်းနှင်းမောင်းလက်စားချေခြင်းအမှုတွေကိုတရားဥပဒေကခွင့်မပြုနိုင်တယ်လို့ယင်ကြီးတဲ့လူအဖွဲ့အစည်းကလည်းခွင့်မပြုတော့ဘူးကိုစိတ်ဝါဒါကြောင့်ခင်ဗျားဟာကြိုးစင်တက်ရတော့မယ်အဲ့ဒီအတွက်တော့စိတ်မကောင်းပါဘူးကိုစိတ်ဝါဟိုစောကစာပလင်းနှင်းမောင်းကထွက်၍သွားလေ၏ စေဖွားကမူတဟာဟာအော်ဟိရေမောရင်တန်တိုင်ကိုကြိုင်လျက်ကြံရစ်လေတော့တည်းဟုတ်ကဲ့ပါခင်ဗျာဇာကြီးဆရာဆရာကြီးမင်းသိန်ခအီ စာပလင်းနေမောင်နဲ့ Professor Dr. စိတ်ဖွားဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းကုန်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း30ဇာတိမိုင်းမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ